ယုတ်တည့်ရကြီးကြားလိုက်ရလို့တော့ကျွန်တော်တို့ကကေဗင်ဒီဗိုင်းနာထွက်မှာကိုကျွန်တော်တို့ကနည်းနည်းဘယ်လိုပြောရမလဲလုံးဝ surprise ဖြစ်တော့တာဗျ short ရတော့တာဒါပေမဲ့သူအသက်အရွယ်ကပြောင်းကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအချိန်မှာတော့သူအနေနဲ့ဒါထွက်တက်မီလို့ယူဆတာမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာရှင်းလို့မရရင် Man City အတွက် Kevin De Bruyne ကဒါလုံးဝ legend တစ်ယောက်ပဲစင်းနဲ့သူ့ရဲ့အကောင်းဆုံးအချိန်တွေမှာသူအတင်းကြီးတွေကိုပြောင်းမယ်လို့ဒါတည်င်းထွက်ကြည့်လိုက်ဗျာအဲကြတဲ့ Real Madrid တို့ Barcelona တို့ကလုံးဝခေါ်မှာဗျာ ဒါတို့ရဲ့အသက်ရွယ်ရလဲအကောင်းဆုံးအချိန်ခြေစွမ်းမိုင်းရလဲအကောင်းဆုံးအချိန်ဒီမှာတော့သူနန်စိမ်းမှာပဲနေဖို့ဆုံးဖြတ်ခဲ့တဲ့ဒီလိုကစားသမားတစ်ယောက်ကဒီအချိန်မှာကျွန်တော်တို့ထွက်ခွာဖို့ကြင်ညာလိုက်တော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်နည်းနည်းတော့ရှော့ရသွားတယ်ဗျာဒါပေမဲ့လည်းတစ်ခါတိချာပြန်စဉ်းစားကြည့်လိုက်တော့ တူအတက်အရွယ်ရလဲကျွန်တော်တို့အမှန်တမ်းပြောရင်ငွေရှာတင်းတဲ့အရွယ်ရောက်နေပြီကျွန်တော်ပြောရင်တူရဲ့အတက်ကလောလောဆယ်မှာ33နှစ်ဖြစ်နေပြီအဲ့တော့33နှစ်ဆိုတဲ့အရွယ်ကငွေရှာရတော့မယ့်အရွယ်ရောက်နေပြီဗျာအရှင်ဆုံးပြောရင်ပရီးမီးယားလိမှာကစားနေတော့ငွေရှာလို့မရဘူးလားဆိုတော့ငွေရှာလို့ရတယ်ဒါပေမဲ့အခုသူ့အတက်အရွယ်ရခြေစွမ်းကလည်းကျလာပြီအတက်အရွယ်ရလဲကျွန်တော်နောက်ထပ်ကစားနိုင်မှာ ၃၄နှစ်လောက်ပဲကစားနိုင်တော့တဲ့အချိန်မှာခြေစွမ်းမိုင်းရအကောင်းဆုံးမဖြစ်တော့တဲ့အနေအထားတစ်ခုမှာကျွန်တော်တို့မန်စီးတင်းကလည်းဒါအရန်ကုန်ပေါ်ထိုင်ရမယ့်ကစားသမားတို့လာစားပြီးအများကြီးပေးနိုင်မှာမဟုတ်ဘူးဗျာဒါမန်စီးတင်းကိုလည်းအပြစ်တင်လို့မရဘူးဘာလို့လဲဆိုတော့ဒါကစားသမားတယောက်ခြေစွမ်းကြလာပြီဆိုလို့ရှိရင်အရန်ကုန်ပေါ်ဆိုရင်ဒါတို့လည်းစီးပွားရေးရလဲပတ်နေရတာ အရန်ကုံဘွားကစားသမားတယောက်ကိုလမ်းစာရေးတနင်းတဖိုးကြီးပေးလို့ရှင်ကျွန်တော်တို့ကလလဲမနိုင်ဝင်နေပြီလာပြီးတော့ကျွန်တော်တို့ဒါဗနာရေးလက်ပတ်မှုကြီးอ่ะဗနာရေးစီးမြင်းနေအရာကျွန်တော်ကစားသမားတွေခေါ်လို့လဲရမှာမဟုတ်ဘူးဗျာအဲအဲ့လိုမျိုးအနေထားရှိတော့ ကလပ်ကိုလည်းအပြစ်တင်လို့မရဘူးအဲဒါကြောင့်မဲမန်စီးတင်းကကျော်တို့ကေဗင်ဒီဘရိုင်းကိုလမ်းစာတွေအများကြီးပေးပြီးရောလဲဆက်ပြီးရောထားဖို့လို့အဆင်မပြေတော့ဘူးဗျာအဲ့တော့ကေဗင်ဒီဘရိုင်းကလည်းကျော်အတင်းပေါ်ဘယ်တော့မှကျော်တို့ဒုက္ခမပေးခဲ့ဘူးအများရမ်းပဲအကောင်းဆုံးဆိုတဲ့အရာတွေပဲပေးခဲ့တာပေါ့နော်ခုဆိုရင်လည်းဒါတို့အနေနဲ့ခြေစွန်းကျသွားပြီအတင်းမှာကျော်တို့ဆက်နေဖို့လို့မဆုံးဖြတ်တော့ဘူးပေါ့နော်ဒါတို့ခြေစွန်းကျလာပြီဆိုတော့လုံငယ်ကစားသမားလေးကိုနေရာပေးမှရအောင်မယ်ဆိုတာသူအနေနဲ့သိတယ်ပေါ့နော်အဲဒါကြောင့်မဲသူတရားဝင်ကြေညာခဲ့တာလို့ပဲကျွန်တော်အနေနဲ့ယူဆတယ်အဲ့တော့ ကျွန်တော်အနေနဲ့ဒါ Kevin De Bruyne ကမန်စီးတင်းကနေတည်ဝင်ထွက်ခွာပြီးရအောင်မှာမေးစရာမေးခွန်းနှစ်ခုရှိလာတယ်ကျွန်တော်ပထမတစ်ခုက CD ဘက်ကနေပြီးတော့ legend အဖြစ်တက်မှတ်မှာလာဒါအဂူရိုအာ sorry အဂူရိုအဂွဲရိုပေါ့နော်အဂွဲရို Saber Company ရို့လို့ကျွန်တော်ရုပ်ထုတွေထားပြီးတော့ Kevin De Bruyne ကိုထားပြီးမှာလာနောက်တစ်ခုကကျွန်တော်တို့မန်စီးတီးကထွက်ပြီးဆိုတော့သူ့အနေနဲ့ဘယ်အသင်းကိုသွားမလဲအဲ့တော့မေးခွန်းနှစ်ခုရှိလာကြပထမမေးခွန်းတစ်ခုကိုဖြေလိုက်ကြအောင်ဗျာ ကဗင်ဒီဘရိုင်းကကျွန်တော်တို့တည်ကြတဲ့ company server aguero နဲ့တဒန်းနဲ့ level တဒန်းနဲ့ထားလို့ရတဲ့ခြေစွမ်းခြေစာရှိတယ်ဗျာအရှင်းဆုံးပြောရလို့ရှင် company aguero ပြီးလို့ရှင် server တို့ကခြေစွမ်းပိုင်းကောင်းခဲ့တယ် man city ကိုတီထောင်ခဲ့တဲ့ legend တွေဖြစ်တယ်ဒါပေမဲ့တို့ဒီ champion league မရခဲ့ဘူးအဲ့တော့တို့နဲ့ကွဲပြားချမ်းသာနေတဲ့ချက်ကဒီ brand က champion league ပါရခဲ့တယ်ဗျာ man city နဲ့တူမရဘူးတဲ့ဖလားတစ်လုံးမှ မရှိခဲ့ဘူး man city နဲ့ဖလားစုံရခဲ့တယ် တော့သူရဲ့အကောင်းဆုံးအချိန်တွေမှာမန်စီးတင်းမှာပဲပေးဆက်ခဲ့တယ်။ဒါလေးပွဲလေးရာကျော်ကစားပြီးတော့ဂိုးက၁၀၀ကျော်တွင်းတယ်။ assist က184ချိန်အောင်ကျော် assist လုပ်ထားတယ်ဆိုတော့ဒီမန်စီးအာမန်စီးတင်းအတွက်ဒီလောက်လုပ်ပေးထားတဲ့ကစားသမားကိုရုပ်တုလုပ်ပြီးတော့ဒါ legend ဖြစ်တက်မှတ်ပေးတဲ့ပေးကူပေးတဲ့နယ်ဗျာ fan တယောက်အနေနဲ့ကျွန်တော်တို့ဒါမန်စီးတင်းရဲ့ legend က ဒါ Kevin De Bruyne ပါဝင်သွားပြီဗျာအရှင်းဆုံးပြန်သူလုတ်ပေးခဲ့တာတွေကအများကြီးပဲဗျာဒီ goal တွေရ assist တွေရတာ gain တိုင်းကနေလေးကသေးသေးလေးပဲထင်ရတော့ဒါပေမဲ့သူလုတ်ခဲ့တဲ့ assist တွေ goal တွေကဟိုဘယ်လိုပြောလဲအတင်းငယ်လေးတွေရောအတင်းကြီးရောအကုန်ပါတယ်ဗျာမျက်လုံးနဲ့မြင်အောင်ကြည့် Real Madrid ကိုတွင်းထားတဲ့ goal မျိုးကိုကျွန်တော်တို့ Man U နဲ့ကန်ခဲ့တဲ့ Derby ပွဲမှာ assist လုတ်ပေးတာမျိုး Chelsea ဘက်ကိုတွင်းတဲ့ goal မျိုးကြောင့်ဒီ area တိုက်တရားကြီးကန်တာတော့ပြီးလို့ရှိရင်ဒါလုံးဝ ဒီဟာလန်ဒီမန်ယူဟက်ထရစ်တွင်းတော့အချိန်တော့လှလှပပဒီဂေါင်းမလီယာအဆစ်လုတ်ပေးတာမျိုးပြီးရင်ကျွန်တော်တို့ဒီပြီးလန်ချောင်းနေတဲ့ကျွန်တော်တို့ဘာနာရိုဆေးပါနျူကာဆယ်ကို3-3ဆိုရဲ့ပွဲမှာတည်ကြတော့တဲ့ပွဲမှာဗျအဆစ်လုတ်ပေးလိုက်တဲ့ပုံမျိုးအဲ့လိုမျိုးခင်ပြန်မြင်အောင်ကြည့်လိုက်ရင်လုံးဝတည်ကြတဲ့စီရီတင်းရဲ့ legend တစ်ယောက်ဖြစ်တော့တမန်မဲ့အနေထားတစ်ခုရှိတယ်ဗျအဲ့တော့မန်စီတင်းဘက်ကလက်ရှိချိန်မှာတော့တရဝင်တော့ပါကြီးညာခြင်းမရှိသေးဘူးစိတ်ချရတဲ့ဒရင်တွေလည်းထွက်ပေါ်လာခြင်းတော့မရှိသေးဘူးဒါ ဲ့ဒါပါလဲဆိုလို့ရှိရင် Mercedes က Kevin De Bruyne ကို legend ဖြစ်တက်မှတ်ပြီးတော့ရုပ်ထုထုပေးမလားဆိုတဲ့တင်းမင်းလက်ရှိချိန်မှာတော့တချို့ drin လေးတွေမှာတက်လာရဲပေါ့နော်ဒါ Mercedes က Kevin De Bruyne ကို legend ဖြစ်တက်မှတ်ပြီးတော့ရုပ်ထုတက်မှတ်ပေးမယ်ဆိုတဲ့အကြောင်းပေါ့ဒါပေမဲ့အဲ့ဒါအရာစိတ်ချရတဲ့ drin တွေကလာတာမဟုတ်သေးဘူး Mercedes ကိုယ်တိုင်ကလည်းတရားဝင်ကြေညာတာမဟုတ်သေးတဲ့အတွက်လရှိချိန်မှာတော့ကျွန်တော်တို့အဲ့ဒီတင်းတွေကမဟုတ်သေးဘူးလို့ပဲကျွန်တော်အနေနဲ့ပြောပြရစီဒါပေမဲ့လည်းမကြခင်ဟောက်လာနိုင်ဘူးလဲညှော်လင့်တယ်ဘာလို့လဲဆိုတော့အဲ့လိုရုပ်ထုဖြစ်တက်မှတ်ပေးဖို့ခြေစွမ်းကောင်း ကယ်ဗင်ဒီဘရိုင်းမှာပိုင်ဆိုင်ထားလို့ကယ်ဗင်ဒီဘရိုင်းလုတ်ပြပေးခဲ့တာတွေကမန်စီးတင်းအတွက်ကတော်တော်ကြီးကိုရဲ့ဒါ legend တယောက်အဖြစ်သတ်မှတ်ဖို့ Titan နဲ့လုံလောက်တယ်ဆိုတာပါပဲเนาะအဲ့တော့နောက်ထပ်မေဂွန်တစ်ခုကကြတော့ကျွန်တော်ကယ်ဗင်ဒီဘရိုင်းကအခုမန်စီးတင်းကထွက်တော့မင်းဆိုတော့ဘယ်ကိုကိုးမလဲကျွန်တော်ဆော်ဒီယိုသွားမလားမေဒီကယ်ကမေဂျာလီကိုသွားမလားအဲ့တော့ ျွန်တော်အနေနဲ့တော့ဒီယူရိုမှာတော့ဆက်ပြီးတော့ကစားတော့မယ်မထင်ဘူးအတက်ရွယ်အပိုင်းခြားတစ်ခုရောက်လာတဲ့အနေအထားတစ်ခုမှာသူ့အနေနဲ့ငွေမြင်းများရှာလို့ရမယ်ဒါမေဂျာလိကလပ်တို့ပြီးလို့ရှိရင် sorry ကလပ်တို့တွားစီခြင်းနေအဲ့တော့ရိုနယ်ဒိုစီကိုတွားမလားမက်ဆီစီကိုတွားမလားတေချာတာကတော့ကျွန်တော်ဘယ်အတင်းဘယ်တွားဆိုတာအတင်းပိုင်ရှင်တွေကတော့ဒီကေဗင်ဒီဘရန်ကိုရအောင်ခေါ်มาပဲဗျာ ်အတင်းရဲ့ပုံရိပ်တခုရအကြောင်းဒီ Kevin De Bruyne ရဲ့ပုံရိပ်အကြောင်းရောခေါ်ချင်တာရောပြီးလို့ရှိရင်ခြေစွမ်းခြေစားရှိသေးတဲ့အတွက်ကျွန်တော်အတင်းအတွက်အထောက်အကူဖြစ်မှာအာဖြစ်မှာလေတေချာနေတဲ့အတွက်တေချာတော့ဘယ်အတင်းမဆို Kevin De Bruyne တွားလို့ရသေးတယ်ဆိုတာပဲအဲ့တော့ကျွန်တော်အနေနဲ့ကတော့ personally ရတွားစေချင်တာကတော့ Ronaldo ရှိတယ်ဒါ အဲ့နာစာဒီကိုတွားစီကျင်နေပေါ့နော်အရှင်းဆုံးပြောလို့ရှိရင်တော့ကျွန်တော်ရိုနယ်ဒိုလာမင်ဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့တော့ဟာလန်မရောက်သေးဘူးရိုနယ်ဒိုနဲ့ကေဗင်ဒီဘရိုင်းအတွက်ဖက်ကိုမြင်ပြီးတော့ရိုနယ်ဒိုဂိုးတွေကိုပိုသွင်းတော့မှကေဗင်ဒီဘရိုင်းလည်း assist တွေအများကြီးရတော့မှဆိုရင်ကျွန်တော်တွေးပြောခဲ့တာဒါပေမဲ့မန်ယူကဂျာရဲကဖြတ်ခုတ်သွားခဲ့တဲ့အတွက်ကျွန်တော်တို့ဒီအဲ့အိမ်မက်ကလီတော့ဖြစ်မလာခဲ့ဘူးပေါ့နော်အဲ့တော့ထားပါဒါကတော့တစ်ချိန်တုန်းကကိစ္စပေါ့အခုချိန်မှာတော့ကျွန်တော်တို့ကေဗင်ဒီဘရိုင်းကမန်စီတင်းကနေထွက်ပြီးဆိုတော့အနာစာတင်းကိုရောက်ပြီးတော့ဒါတို့နှစ်ယောက်ရဲ့ ဒါနောက်ဆုံးကစားမဘွားအနာယူခြင်းနေမှာအတူတူတွဲကစားစေခြင်းနဲ့ရှင်းဆုံးပြရင်ကေဗင်ဒီဘရန်ကလည်းခြေစွန်းကျသွားတယ်ဆိုတာလက်ရှိပရီးမီးယားလိမှာမလို့တာသူအနေနဲ့ခြေစွန်းကျသွားတာလို့ကျွန်တော်တို့လည်းပြောလို့ရတယ်အနာစာနေမှာဆိုတော့ခြေစွန်းကျသွားတဲ့အနေအထားမျိုးမရှိသေးဘူးကျွန်တော်အနည်းဆုံးပတ်စင်နေ assist တွေတော့ကောင်းကောင်းလုပ်ပေးနိုင်နေတယ်အဲ့လိုပဲ Ronaldo ဆိုလို့ရှိရင်ညကဆိုရင်နှစ်ဂိုးတောင်တင်သွားခဲ့အဲ့တော့တေးကြတယ်ကေဗင်ဒီဘရန်အတွက်လည်း assist တွေအများကြီးတိုးလာအောင်မှဖြစ်တယ်လို့ကျွန်တော်ရော်နယ်ဒိုအတွက်လည်းအတွင်းကိုတစ်ဆောင်ပြည့်ဖို့အတွက်ပို့ပြီးတော့နီကက်လာစိန်မှာ ဖြစ်လာဖြစ်တာအတွက်ကြောင့်ပေါ့နော်ကေဗင်ဒီဘရန်ကိုအနာစာအတင်းကိုရောက်စေချင်တာကျွန်တော်အိမ်မကလေးတစ်ခုပေါ့ဗျာကေဗင်ဒီဘရန်နဲ့ရိုနယ်ဒိုနဲ့တွဲကစားတော့မြင်စေချင်တာပေါ့နော်အဲ့တော့ဖြစ်လာပါစေလို့လည်းကျွန်တော်အနေနဲ့ညှော်လင့်နေရပါဗျာအဲ့တော့ကျွန်တော်တို့မန်စီးတင်းရဲ့ legend တယောက်ဖြစ်တဲ့ကေဗင်ဒီဘရန်ကတော့တရားဝင်ကြေညာတော့ခဲ့ပြီဆိုတော့အာကျွန်တော်တို့မန်စီးတင်းလူငယ်ကစားသမားလေးနေရရလာဖို့ရှိတယ်ပြီးရင်တော့မန်စီးတင်းရဲ့ပုံစံတစ်တွေကိုပြန်လည်မြင်လာရဖို့ရှိတဲ့အတွက်အကြောင်းကျွန်တော်ကတော့ယာရီတစ်ကို တော်တော်ကြီးကိုစောင့်မြော်နေပါပြီလက်ရှိယာရီကတော့ချက်မြက်လေးဝင်လို့နေရအတွက်ဆိုတော့ရင်ခုန်ပြန်မရှိတော့တဲ့အနေဒါတစ်ခုပေါ့ဗျာအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ KBD Prime တော့ကျေးဇူးတင်ပါတယ်သူကတော့ကျွန်တော်တို့ Man City အတွက်အဖိုးဖြတ်လို့မရတဲ့ legend တစ်ယောက်ဖြစ်ပါတယ်လို့ပြောကြရင်လည်းကျွန်တော် debut လေးကိုဒီမှာအဆုံးတက်လိုက်ပါတယ်ဗျာ